ကျွန်တော်ဒီနေ့မျှဝေပေးခြင်းနာကကျွန်တော် data validation list လုပ်တဲ့အခါမှာပေါ့နော်အဲ duplicate item တွေရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်က remove လုပ်ချင်တယ်ပေါ့เนาะကျွန်တော် unique item တွေပဲပေါ်ချင်တာအဲ့ဒါမျိုးပေါ်အောင်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်လို့ရမလဲဆိုတာလေးကိုမျှဝေပေးချင်တာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဥပမာပေါ့ကျွန်တော်ဒီမှာ code ဆိုပြီးတော့ code တဲ့ item တွေရှိတယ်ပေါ့ကျွန်တော်ကဒီ code တွေကိုကျွန်တော် data validation လုပ်ချင်တယ်ဒီမှာဆိုလို့ရှိရင် CA1 code တွေဒီကျွန်တော်ဒီအယောင်စင်းဖြစ်တဲ့အတွက်3လေးကပါနေတယ်ပေါ့ဒီမှာဆိုရင် CA1 ဆိုလဲနှစ်ခါ3ခါပါနေတယ် KM9 ဆိုရင်လဲဒီမှာ KM န်ဖိုးဆိုလည်းပေါ့နော်ဒီမှာတော့နှခါ၃လေးခါပေါ့ပါနေတယ်အဲ့ဒါဆိုကျွန်တော်ကအဲ့လိုမျိုးမပါခြင်းဘူး you need item တွေပဲပြစ်ချင်တယ်ပေါ့ကျွန်တော်တို့ဒီတိုင်းထည့်လိုက်မယ်ဆိုရင် data validation မှာကျွန်တော်ဒီတိုင်းလုပ်လိုက်မယ်ပေါ့ဥပမာကျွန်တော်ဒီနံပါတ် data validation လုပ်ပြမယ် data validation လုပ်ဖို့ဆိုလို့ရှိရင်เนาะအားလုံးဟိုက data တဲ့ data 2ထဲမှာရှိရပေါ့နော် data 2ထဲမှာ data validation ကိုသွားမယ် list ကိုရွေးမယ်ကျွန်တော်တို့က list ကိုလုံးမှာဖြစ်တဲ့အတွက် list ကိုရွေးမယ် source ကတော့ကျွန်တော်ဒီ code ကိုပေးလိုက်မယ်ပေါ့နော် sorry ကျွန်တော်ဒီနားလေးကနေစပေးမယ်ပေါ့နော်ဒီကုတ်ကိုပေးလိုက်မယ်အာပြီးလို့ရှိရင် okay လို့ပေးလိုက်မယ်ပေါ့နော်အာဆိုလို့ရှိရင်ကျွန်တော်တို့ data validation list ထဲမှာတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် CA1 ဆိုလဲနှခါ3ခါပိုင်းသူကနှခါ3ခါပေါ့သူရဲ့ဒီ list ကြီးတစ်ခုအတိုင်း duplicate 3ခါရှိရင်လည်း3ခါပါ item တစ်ခုဒီ3ခါပိုင်းလဲ3ခါပြပေးနေမှာပေါ့အာဆိုကျွန်တော်တို့ကဒီကောင်တွေကိုဟို duplicate ဖြစ်နေတဲ့ဟာတွေ remove လုပ်ပစ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲပေါ့ကျွန်တော်တို့ကတခါလဲတန်းပြီးတော့အဲ့အမျိုးလုပ်မယ်ဆိုလို့ရှိရင်တော့တခါလဲတန်းပြီးတော့ data validation လုပ်လို့မရဘူးအရင်ဆုံးကျွန်တော်တို့က remove duplicate လုပ်ပေးရမယ်အဲ့လို remove duplicate လုပ်ပြီးတော့မှပေါ့နော် unique identity ကြီးပဲဖြစ်အောင်အရင်လုပ်ရမယ်အဲ့လိုလုပ်ဖို့ဆိုလို့ရှိရင်တော့နီးလန်းကျွန်တော်အခုဒီနေ့ကျွန်တော်ဒီနေရာမှာရှင်းပြောပြသွားမှာနီးလန်းနှစ်ခုနဲ့လုပ်ပြသွားမှာဖြစ်ပါတယ် sorry နီလန်နှစ်ခုနဲ့လှုပ်ပြသွားမှာဖြစ်ပါပထမနီလန်ကတော့ဟို ramu duplicate နဲ့ကျွန်တော်တို့ဖယ်ထုတ်လိုက်တာပေါ့နော် copy ကူပြီးတော့ ramu duplicate နဲ့ဖယ်ထုတ်လိုက်တဲ့နီးပါအဲဒါဆိုပထမဆုံးကျွန်တော်အဲ့ဥစ္စာလေးနဲ့လှုပ်ပြမယ်အဲ့ဒါ control c ပေါ့နော်ဒီမှာ data တွေကိုကျွန်တော်တို့ copy ကူခြင်းတဲ့ data တွေကို select မှတ်မယ်ပြီးလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ထားခြင်းတဲ့နေရာမှာ ထားပြစာထားပြီးတော့ control v ပေါ့အဲ့ဒါပြီးလို့ရှိရင်တော့ဒီမှာအဲ့ data 2ထဲမှာပဲ remove duplicate ဆိုတာရှိပါတယ်အဲ့ဒါနဲ့ပေးလိုက်မယ်ဆိုရင်သူကဒီမှာမေးပါတယ် minded data head header တဲ့ကျွန်တော် data တွေ header ပါလားကျွန်တော် header ပါပါတယ်ကုတ်ပါ2ထဲတာမို့လို့ပါအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါလေးကိုအမှန် ချစ်လိုက်ပါမယ် okay လို့ပေးလိုက်မယ်အဲ့ဒါဆိုရင်သူက duplicate value က16ခုရှိတယ်တဲ့ unique က17ခုပေါ့နော်17ခုကျန်မယ်ဆိုကျွန်တော်လွတ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ unique 17ခုကျန်ပါတယ် အဲ့ဒါဆိုလို့ရှိရင်တော့အဲ့ဒီအချိန်ကျတော့မှကျွန်တော်က data validation နဲ့ကိုသွားမယ် any value တွေနဲ့ list ကိုရွေးမယ်ပြီးရင် source ကတော့ဒီကောင်ကိုကျွန်တော်ရွေးလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ sorry ကျွန်တော်ဒီနားမှာပေါ့နော်ကျွန်တော်ဒီနားမှာ data validation လုပ်မယ်ပေါ့အဲ့ဒါ data validation နဲ့က list ကိုသွားမယ်ပြီးတော့မှ source ကကျွန်တော်ဌာနနေက remove လုပ်ထားတဲ့ပေါ့နော် unique item တွေကိုပဲကျွန်တော် unique RAM duplicate လုပ်ထား unique item တွေကိုပဲကျွန်တော် select မှတ်လိုက်မှ okay ဆိုရင်ဒီမှာ data validation list ကမထပ်တော့ပဲနဲ့ကျွန်တော်ကြာလာပြီပေါ့နော်ကျွန်တော်တို့ရှိတဲ့အတိုင်းလေးပဲဒီမှာ16ခုဆိုလဲဒီမှာ17ခုရှိတယ်ဆိုရင်ဒီ ဒီမှာလည်း7ခုကြာလာ7ခုပဲပေါ့နော်မထက်တော့ဘူးဒီမှာဆိုရင်မထက်တော့ပါဘူးအဲ့လိုမျိုးလေးကြာလာမှာဖြစ်ပါတယ်နောက်ထပ်တနည်းကတော့ကျွန်တော်တို့ event fitter ကိုအသုံးပြုမှာဖြစ်ပါတယ်အဲဆို event fitter ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ event fitter လေးကိုဝင်လိုက်မယ်အဲ့မှာ event fitter မှာ action 2ခုပေးထားပါတယ် filter in the list in place အဲ့နေရာမှာပဲ filter လုပ်မှာလား copy to another location another location ကိုလုပ်မှာလားပေါ့နော်ကျွန်တော်က copy to another ကို location ကိုရွေးလိုက်မယ်ပြီးလို့ရှိရင်လည်း uni record only ကိုကျွန်တော်တို့အမှန်ချစ်ခဲ့ရပါမယ် အဲပြီးလို့ရှိရင်တော့ list rate မှာတော့ကျွန်တော်ကဒီကောင်ကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ဒီကောင် list rate ကိုကျွန်တော်ဒီကောင်ရွေးလိုက်မယ်အဲပြီးလို့ရှိရင်တော့ကျွန်တော်က criteria range ကိုကတော့ဒီမှာမထည့်တော့ဘူးထားခဲ့မယ် copy to ကျွန်တော်ဘယ်နေရာကို copy သွားမှာလဲပေါ့အဲကျွန်တော်ဒီနေရာမှာ copy သွားမယ်ဆိုရင်ဒီမှာ copy to ကိုဒီနေရာလေးမှာကျွန်တော်ထားလိုက်မယ်အာပြီးလို့ရှိရင်တော့ကျွန်တော်က okay လို့ပေးလိုက်မယ်အဲဆိုရင်လေသူကဒီမှာ unique item လေးတွေကိုပဲပြပေးလာပြီဖြစ်ပါတယ်ဒီ unique item လေးတွေကိုလေ data validation list ထဲမှာတွားပြီးတော့မှထည့်လိုက်ပြီဆိုလို့ရှိရင်ရသွားပါပြီဒါတော့ကျွန်တော်တောက်ကြနေကကျွန်တော်ဗီဒီယိုတောက်ကြနေဆိုရင်ကျွန်တော်တပတ်ကို၃ပုတ်တင်တာဆိုတော့ပေါ့နော်တနင်္လာရဲ့ပုတ်တစ်ခုရဲ့တောက်ကြရဲ့ကျွန်တော်ဗီဒီယိုတင်နေကြပါတောက်ကြနေကကျွန်တော်ကျမရေးကြအောင်လို့မတင်ပြလို့ဒီနေ့တင်ပေးလိုက်တာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်